မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့စာစီစာရေးပြုလုပ်တဲ့အခါမှာကြုံတွေ့ရတဲ့ error လေးတွေကိုဖြေရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့စာစီစာရေးတွေပြုလုပ်တဲ့အခါမှာတယောက်နဲ့တယောက်ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲလေးတွေကကျွန်တော်တို့တူမှာမဟုတ်တဲ့အတွက် အဲကိုကိုတိုင်ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေရှိတယ်မလုပ်တတ်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်စီကိုလာပြီးတော့မေးမြန်းပေးလို့ရပါတယ်တရက်သင်ခန်းစာလေးမှာတော့ကျွန်တော်စီကိုလာပြီးတော့မေးတဲ့သင်တန်းသားတွေတဲကနေပြီးတော့အမေးအများဆုံးဖြစ်တဲ့အင်အားလေးတွေကိုစုပြီးတော့ကျွန်တော်တရက်သင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Word software ပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ plan document ဆိုတဲ့ထဲကိုဝင်ပြီးတော့စာရွက်လေးတစ်ရက်ကျွန်တော်တို့ခေါ်လိုက်ပါမယ်။ကိုကစာစီစာရိုက်တွေဘာမှမပြုတ်လောက်ခင်မှာစာရွက်ဆိုင်လေးတွေအရင်ဆုံးပြုပြင်ပြောင်းလဲပေးရပါတယ်။လေးရဆိုတဲ့ထဲကိုဝင်ပြီးတော့ site ဆိုတဲ့ထဲမှာကိုအသုံးပြုမဲ့စာရွက်ဆိုင်လေးတွေကိုရွေးချယ်ပြီးတော့ပြောင်းလဲပေးရမှာဖြစ်ပါတယ်။ဒီတော့ number 1ကျွန်တော်တို့ကမေးခွန်းလေးကတော့ကျွန်တော်တို့ဒီမှာအဲစာစီစာရိုက်လောက်တဲ့အခါမှာအဲဒီတော်စုဖောင်းနဲ့စာရိုက်တာမဟုတ်ဘဲနဲ့ ဝင်းဖောက်အနေနဲ့ကျွန်တော်တို့စာစီစာရိုက်တွေပြုလုပ်ရတဲ့အခါလေးတွေရှိတယ်။ဒီတော့ကျွန်တော်တို့ကဝင်းဖောက်ကိုသုံးပြီးတော့စာရိုက်မှဖြစ်တဲ့အတွက်ပြည်တော်စုဖောက်ဖောင်ပြောင်းတဲ့နေရာလေးမှာပြည်တော်စုဖောက်ဖြစ်နေတာလေးကိုကျွန်တော်တို့ပြည်တော်စုဖောက်မဟုတ်ဘူးကျွန်တော်တို့ကဝင်းဖောက်အနေနဲ့ရိုက်မှဖြစ်တဲ့အတွက် W02 ဖောင့်လေးကျွန်တော်တို့ပြောင်းခဲ့လိုက်ပါမယ်။ပြီးရင်တော့ under လေးခောက်လိုက်ပါမယ်။စလုံးဖောင့် size ကိုတော့ကျွန်တော်တို့20လောက်ထားခဲ့မယ်။ပြီးရင်ကျွန်တော်တို့ဒီမှာ cursor လေးချပြီးတော့မှ အဲဝင်းဖောင်းနေနဲ့စာရိုက်တဲ့အခါမှာဒါရီဒါဝချက်လေးကျွန်တော်တို့ရိုက်ကြည့်ပါမယ်။အခုလောလောဆယ်ကျွန်တော်တို့ဒီမှာဒါရီဒါဝချက်ကလုံးဝကျွန်တော်တို့ကရိုက်လို့မရတာကိုတွေ့ရပါတယ်။ဒီတော့ကျွန်တော်တို့က Microsoft Word နဲ့စာစီစာရိုက်တွေပြုလုပ်တဲ့အခါမှာဝင်းဖောင်းနဲ့စာရိုက်တဲ့အခါမှာဒါရီဒါဝချက်ရိုက်လို့မရဘူးဆိုရင်တော့ကျွန်တော်တို့ Microsoft Word မှာ default setting လေးဝင်ပြီးတော့မှပြင်ပေးရမှာဖြစ်ပါတယ်။ဒီတော့အခုလွန်မျိုးကျွန်တော်တို့ဒါရီဒါဝက်ချိုက်တွေရိုင်းမရဖြစ်နေလို့ဆိုရင်တော့ဖိုင်နယ်ကနေပြီးတော့ option ဆိုတဲ့ tag ကိုကျွန်တော်တို့ဝင်ပေးရပါတယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ proof in ဆိုတဲ့ tag ကိုဝင်ပေးရတယ်။ proof in နဲ့နေပြီးတော့မှ auto correct option ဆိုတဲ့ tag ကိုဆက်ပြီးတော့ဝင်ပေးရပါမယ်။ဟောဒီရဲ့ဘောက်လေးကျွန်တော်တို့ကြာလာပြီဆိုရင်တော့ auto format su type ဆိုတဲ့နေရာလေးကိုဆက်ပြီးတော့ဝင်မယ်။ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာ strike quick win smart quick ဆိုတဲ့နေရာလေးမှာအမှန်ချင်လေးဝင်နေလို့ဆိုရင်တော့ဒီရဲ့နေရာလေးမှာအမှန်ချင်လေးဖြုတ်ပြီးတော့ကျွန်တော်တို့ okay နှိပ်ပေးရပါမယ်။ okay လေးနှိပ်ပေးရမယ်။ ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒါရီနဲ့ဒါဝချက်ပြန်ပြီးတော့မှရိုက်ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒါရီဒါဝချက်ပြန်လဲပြီးတော့ရိုက်လို့ရသွားတော့ကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဟောဒီမှာကျွန်တော်တို့စာရရိုက်ကြည့်လိုက်ပါမယ်။မင်္ဂလာပါဆိုပြီးတော့ကျွန်တော်တို့စာလေးရိုက်ကြည့်လိုက်မယ်။မင်္ဂလာပါနေကောင်းလားပေါ့နော်။ ျွန်တော်တို့ဒီမှာနမူနာအနေနဲ့စာရိုက်ရိုက်ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းစလုံးလေးတွေကလည်းကျွန်တော်တို့မှန်နေတာကိုတွေ့ရပါတယ်။ဒါရင်းတဝက်ချိုက်လေးတွေကလည်းရိုက်လို့ရသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။အခုဒီမှာကျွန်တော်တို့ကဒါရင်းတဝက်ချိုက်တော့ရိုက်လို့ရသွားတာမှန်တယ်။နောက်ထပ်မေကွန်လေးတစ်ခုကကျွန်တော်တို့စာရိုက်ရိုက်ပြီးသွားတဲ့အချိန်မှာ ကိုရိုက်လိုက်တဲ့စာရီရဲ့အောက်မှာအနီရောင်မြင်းအတွန့်အတွန့်လေးတွေကျွန်တော်တို့ဝင်နေတာကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဖြောက်ချင်တဲ့အခါမှာလဲဖြောက်လို့ရတဲ့နီလန်းလေးပါတခါတယ်ကျွန်တော်ဒီရက်သင်ခန်းစာလေးမှာမျှဝေပေးသွားပါမယ်ဒီတော့အခုလွန်မျိုးကိုက Microsoft One နဲ့စာရီရိုက်တဲ့အခါမှာကိုရိုက်လိုက်တဲ့စလုံးလေးတွေအအောက်မှာမြင်းချောင်းအနီရောင်လေးတွေကျွန်တော်တို့က line အတွန့်အတွန့်လေးတွေနဲ့ဝင်နေတယ်ဆိုရင်တော့ပုံမှန်အတိုင်းကျွန်တော်တို့ဖြောက်ချင်တယ်ဆိုရင်တော့ review တက်ထဲကနေပြီးတော့ spell လဲ grammar ဆိုတာလေးတွေကိုကျွန်တော်တို့ဝင်ပြီးတော့မှကျွန်တော်တို့ spell နေကျွန်တော်တို့စစ်ပေးလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ကဒီကနေပြီးတော့မှ spell နေမစစ်ချင်ဘူးဆိုရင်လဲ auto default setting လေးကျွန်တော်တို့ကဝင်ပြီးတော့မှပြင်ထားခဲ့လို့ရပါတယ်အခုလိုမျိုးကျွန်တော်တို့ကအမည်အနေအောင်လိုင်းအတွန့်တွန့်လေးတွေမြင်းချောင်းနေကျွန်တော်တို့ကစာရီဘလောက်ပဲရိုက်ရိုက်စလုံးပေါင်းနေဘလောက်ပဲမှားနေမှားနေဒီရဲ့ကျွန်တော်တို့အနေအောင်မြင်းလေးတွေမပါစေချင်ဘူးဆိုရင်တော့ကျွန်တော်တို့ file နဲ့နေပြီးတော့ option ဆိုတဲ့ထဲကိုဝင်ပေးရပါမယ်ပြီးရင်တော့ profile ဆိုတဲ့ထဲကိုဝင်ပေးလိုက်မယ် profile ဆိုတဲ့ထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်လေးမှာရှိနေတဲ့ chess berlin su တိုက်ဆိုတဲ့နေရာလေးမှာအမှန်ချက်လေးဝင်နေလို့ဆိုရင်တော့ဒီရဲ့အမှန်ချက်လေးကိုကျွန်တော်တို့ကဖြုတ်ခဲ့ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ okay နှိပ်ခဲ့ပေးမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုရေးထားတဲ့စာရရဲ့နောက်ွယ်မှာကျွန်တော်တို့အနည်းအောင်မြင်အတွန့်အတွန့်လေးတွေလုံးဝကျွန်တော်တို့မပါတော့တာကိုတွေ့ရပါတယ် ီတော့ကျွန်တော်တို့ကနောက်ထပ်စာလေးတွေထပ်ပြီးတော့လဲကျွန်တော်တို့ရိုက်ကြည့်လို့ရပါသေးတယ်သင်္ကန်းစာတွေလေးလာရတာအစင်ကိုပြကြရလားခင်ဗျာအခုဒီမှာကျွန်တော်တို့ဒီမှာစာလေးတွေနောက်ထပ်ထပ်ပြီးတော့မှရိုက်ကြည့်လိုက်တဲ့အခါမှာဆိုရင်လေကိုရေးလိုက်တဲ့စာရီရဲ့အောက်မှာကျွန်တော်တို့အနေအောင်လမ်းအတွန်းတွန်းလေးတွေ မပါတော့တာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကတော့ကျွန်တော်တို့စာရီရေးတဲ့အခါမှာအနီအောင်မြင်းလေးတွေပါနေတဲ့အခါမှာဆိုရင်မပါခြင်းဖြုတ်တဲ့နီလန်လေးဖြစ်ပါတယ်။အစောနောက်ကစတင်လေးကိုဝင်ပြီးတော့ပြင်ပေးရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ဒီရအခက်ခဲလေးနှစ်ခုကိုနားလည်လောက်မယ်လို့ထင်တယ်။ပထမတစ်ခုကတော့ကျွန်တော်တို့ဒါရိတာဝက်ချက်ရိုင်းမရတဲ့ error ဖြေရှင်းနည်းလေးဖြစ်တယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အနီအောင်မြင်းအတွန်းတွန်းလေးတွေပါနေတာကိုဖြေရှင်းတဲ့နီလန်လေးဖြစ်ပါတယ်။ပြီးရင်နောက်ထပ်တစ်ခုကကျွန်တော်တို့ဗာလဲဆိုရင်တော့ ကျွန်တော်တို့စာရိုက်တဲ့အခါမှာအဲကိန်းကနန်းတွေရိုက်လို့မရတာကိုကျွန်တော်တို့ဖြည့်ရှင်းတဲ့နီလန်းလေးဖြစ်တယ်အခုလက်ရှိကျွန်တော်တို့ဒီမှာဆိုရယ်1နဲ့35အကောင်လုံးကျွန်တော်တို့ကကနန်းတွေရိုက်လို့ရနေသေးတယ်တခါတလေမှာကိုကဂူမကွန်ပျူတာအခြေခံသင်တန်းလေးစပြီးတော့မှတက်ထားတယ်ကွန်ပျူတာကောင်းကောင်းအသုံးမပြုတတ်သေးတဲ့အခါမှာကိုကစာရိုက်မယ်ဆိုပြီးတော့မှဒီမှာကိုရိုက်မဲ့စာတွေထဲမှာကနန်းတွေကျွန်တော်တို့ပါနေတဲ့အခါမျိုးလေးတွေမှာကနန်းလေးတွေကျွန်တော်တို့ကရိုက်တဲ့အခါမှာ ကွာ keyword ကနေပြီးတော့ number lock ဆိုတဲ့ခလုတ်ကိုကျွန်တော်တို့ပိတ်မိထားပြီးတော့မှခဏန်းနေသွားပြီးတော့ရိုက်တယ်ဆိုရင်ခဏန်းတွေကကျွန်တော်တို့ထွက်မှာမဟုတ်ပါဘူးဒီလိုမျိုးကျွန်တော်တို့ကခဏန်းလေးတွေရိုက်လို့မရနိုင်ဘူးဆိုရင်တော့ကိုယ့်ရဲ့ computer keyboard ပေါ်ကနေပြီးတော့ number lock ဆိုတဲ့ကျွန်တော်တို့ nan lock ဆိုတဲ့ခလုတ်လေးကိုကျွန်တော်တို့ကဖွင့်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာ15လမ်းမကျော်လက်တော့လေးတွေမှာတော့အဲတခါတည်း keyboard ပေါ်မှာအဲ number ရိုက်လို့ရတဲ့ number ခလုတ်လေးတွေက အော်တိုပါပီးသားလေးဖြစ်နေတဲ့အတွက်နံပါတ်စင်တွေရိုက်လို့မရဘူးဖြစ်နေတဲ့အခါမှာဒီအပေါ်လေးမှာရှိနေတဲ့နမ်လော့ဆိုတဲ့ခလုတ်လေးကိုကျွန်တော်တို့ပိတ်မိထားထားတယ်ဆိုရင်ကျွန်တော်တို့ဒီခလုတ်လေးကိုတစ်ချက်နှိပ်ပြီးတော့ပြန်ဖွင့်ပေးရမှာဖြစ်ပါတယ်။အဲမှာနမ်လော့ခလုတ်မီးလေးလင်းပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကနန်းလေးတွေပြန်ပြီးတော့ရှာကြည့်လိုက်ရင်ရိုက်လို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။အကယ်၍ကျွန်တော်တို့ကိုသုံးတဲ့ကွန်ပျူတာလေးကစလေးလက်မလက်တော်လေးတွေဒီဘက်လိုမျိုးကျွန်တော်တို့ကတခါတည်းကီးဘုတ်ပေါ်မှာ နံပါတ်ခလုတ်လေးတွေမပါဘူးဆိုရင်တော့သူ့ရဲ့နံပါတ်ခလုတ်လေးတွေက ကျွန်တော်တို့ဒီရဲ့ Ino Oro နေရာလေးတွေမှာ Euro Ino Oro နေရာလေးတွေမှာကျွန်တော်တို့ရှိနေတတ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ကနံပါတ်ဆင်လေးတွေရိုက်တဲ့အခါမှာရိုက်လို့မရဘူးဖြစ်နေရင်သူရဲ့အပေါ်နားလေးမှာရှိနေပါလိမ့်မယ်ကျွန်တော်တို့ name lock ဆိုတဲ့ခလုတ်လေးကိုတွေ့အောင်ရှာပေးရပါမယ်အဲ့ဒီခလုတ်လေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီထဲကနေပြီးတော့ကိုရိုက်ချင်တဲ့ number လေးတွေကိုရွေးပြီးတော့မှကျွန်တော်တို့ရိုက်ပေးရမှာဖြစ်ပါတယ် ပုံမှန်အတိုင်းကျွန်တော်တို့ကဒီစလုံးတွေရိုက်တဲ့အခါမှာနံပါတ်တွေထွက်နေတယ်ဆိုရင်လေအဲ့ဒီနံပါတ်ကလုတ်လေးကိုပြန်ပြီးတော့မှအဖွဲအပိတ်လုပ်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့နားလည်လောက်မယ်လို့ထင်ပါတယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကအဲပြီးတော့ပြီဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကကျွန်တော်တို့အခုလောလောဆယ် ဒီစလုံးတစ်ခုခုကိုဖိမိထားတယ်ဗောနော်စလုံးတစ်ခုခုကိုကဖိမိထားလိုက်တယ်ဆိုရင်အခုလိုမျိုးကျွန်တော်တို့စာရီကတခါတည်းတန်းပြီးတော့မှထွက်သွားတာကိုတွေ့ရမယ်အဲဒီလိုမှမဟုတ်ပဲနဲ့ကျွန်တော်တို့ကဟောဒီမှာနော်ဖိလိုက်ပြီးတဲ့အခါမျိုးမှာဆိုရင်ဒီမှာစလုံးတွေကအကုန်လုံးကျွန်တော်တို့ကထွက်နေတယ်ဒီတော့ဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့ကမဟုတ်ဘူးစလုံးလေးတွေကိုတစ်လုံးချင်းပဲကျွန်တော်တို့က ရိုက်စေခြင်းတဲ့အခါမျိုးမှာဆိုရင်လည်းကျွန်တော်တို့ကွန်ပျူတာမှာ setting လေးဝင်ပြီးတော့မှပြင်ထားခဲ့လို့ရတယ်။ဒီရဲ့မေးခွန်းလေးကတော့ကျွန်တော်စီကိုလာပြီးတော့မေးတဲ့သင်တန်းသားလေးတယောက်မေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာထည့်ပြီးတော့ဒီမျှဝေပေးတာဖြစ်ပါတယ်။သူမေးထားတာလေးကတော့ကျွန်တော်တို့ဒီမှာကိုဒီသူ့ကွန်ပျူတာမှာစလုံးနဲ့ရိုက်တဲ့အခါမှာစာရီရဲ့တလုံးချင်းပဲရိုက်လို့ရနေတယ်။ဖြတ်တဲ့အခါမှာလည်းကျွန်တော်တို့က bus bay နဲ့တစ်ချက်ချင်းပဲလိုက်ပြီးတော့ဖြတ်နေရတယ်။နှိပ်ထားလိုက်လို့ဆိုရင်တခါတည်းအခုလိုမျိုး တန်းပြီးတော့မပြတ်ဖဲနဲ့စာရီကိုတလုံးချင်းပဲရိုက်လို့ရနေတယ်တလုံးချင်းပဲဖြတ်လို့ရနေတယ်ဒါဘာကြောင့်လဲဆိုပြီးတော့မေးထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကဘာကြောင့်လဲဆိုရင်တော့ကိုယ့်ရဲ့ကွန်ပျူတာဆက်တင်မှာကျွန်တော်တို့က sticky key ဆိုတဲ့ကျွန်တော်တို့က tool လေးကိုဖွင့်မိထားလို့ဖြစ်ပါတယ်အဲ့ဒီ sticky key ဆိုတဲ့ tool ရတော့ကျွန်တော်တို့က keyboard ကိုစပြီးတော့သုံးတဲ့သူတွေ keyboard ကိုကောင်းကောင်းမကင်တဲ့သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့အထွန်ထားတဲ့ tool လေးတစ်ခုဖြစ်ပါတယ် ူကတော့ကျွန်တော်တို့တိုက်ပင်ကိုကောင်းကောင်းမရိုက်တတ်သေးဘူးဆိုရင်ခလုတ်ကိုအကြာကြီးဖိမိထားမှဆိုတဲ့အတွက်ဒီစလုံးလေးတွေကိုစကလုံးတစ်လုံးချင်းပဲရိုက်လို့ရအောင်ပြုလုပ်ပေးထားတဲ့စတကီကီးဆိုတာလေးကျွန်တော်တို့ဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ကကိုယ့်ရဲ့ကွန်ပျူတာလေးမှာစာတွေရိုက်တဲ့အခါမှာတစ်လုံးချင်းပဲရိုက်လို့ရနေတယ်တစ်ချက်ချင်းပဲကျွန်တော်တို့ဖြတ်လို့ရနေတယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာ setting ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးပါမယ်ဒါကြောင့်ကျွန်တော်တို့ search bar နင်ပြီးတော့ setting ဆိုပြီးတော့ရိုက်ထည့်မယ်ပြီးရင်တော့ကျွန်တော်တို့ setting ထဲကိုဝင်လိုက်ပါမယ် ဝင်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့က ace or asset ဆိုတဲ့နေရာလေးရှိတယ်အဲ့ဒီထဲကိုထပ်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ဒီဘက်ဘေးလေးမှာကျွန်တော်တို့ subscriber နဲ့အောက်ကိုဆွဲလိုက်တဲ့အချိန်မှာ keyboard ဆိုတာလေးကျွန်တော်တို့တွေ့ရပါတယ်သူ့ကိုကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က sticky key ဆိုတာလေးကျွန်တော်တို့တွေ့ရပါတယ်ဟောဒီမှာ use sticky key တဲ့အဲ့တော့ဒါလေးကိုကျွန်တော်တို့ကဖွင့်ထားခင်းပြီးလိုက်ပါမယ် ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဆက်ခရိုဘားနဲ့အောက်ကိုဆွဲပြီးတော့မှ chief fader key ဆိုတာလေးကျွန်တော်တို့ဒီမှာတွေ့ရပါတယ်သူ့ကိုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ခက်လိုက်ပါနှိပ်ခက်လိုက်ပါမယ်ဟောဒီတော့ဒါလေးတွေမှာကျွန်တော်တို့ကဖွင့်နေတဲ့အခါမှာဟော Microsoft တွေမှာကျွန်တော်တို့စသွားပြီးတော့ရိုက်ကြည့်မယ်အစောနာလိုမျိုးကျွန်တော်တို့ကကာကြီးကိုအကြာကြီးဖိထားလဲကာကြီးကဇက်တိုက်ဇက်တိုက်မထွက်တော့ဘဲနဲ့တစ်လုံးချင်းလေးပဲကျွန်တော်တို့ကရိုက်လို့ရနေပါလိမ့်မယ်ပြန်ပြီးတော့ဖြတ်ချင်တဲ့ဆိုရင်လဲ bus bay ကိုကျွန်တော်တို့ကအကြာကြီးဖိထားလဲ ူပါစကလုံးတစ်လုံးပဲကျွန်တော်တို့ပြတ်မှာဖြစ်ပါတယ်ဖြတ်ချင်တယ်ဆိုရင်လည်းတစ်လုံးချင်းပဲပြန်ပြီးတော့မှဖြတ်လို့ရသွားပါလိမ့်မယ်ဒါကြောင့်အခုလိုမျိုးကျွန်တော်တို့ကစာရီကိုစကလုံးတစ်လုံးချင်းစီပဲအသုံးပြုလို့ရနေတယ်ဆိုရင်တော့ကိုယ့်ရဲ့ကွန်ပျူတာစက်တင်ထဲကိုဝင်လိုက်ပါမယ်ပြီးရင်တော့ keyboard ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပြီးတော့မှဟုတ်ဒီမှာကျွန်တော်တို့က u filter key ဆိုတာလေးကိုပြန်ပြီးတော့မှ off ပေးခဲ့ပါမယ်။ပြီးသွားပြီဆိုရင်တော့အပေါ်မှာရှိနေတဲ့ u sticky key ဆိုတာလေးကိုလည်းကျွန်တော်တို့ဒီမှာ off ပေးခဲ့လိုက်ပါမယ်။ တခါတလေမှာကျွန်တော်တို့ကဒီရဲ့တူကယ်ကီးစွာလေးရလဲပွက်နေတတ်တယ်เนาะဒါကကျွန်တော်တို့ကကတ်လော့ခလုတ်ကိုကျွန်တော်တို့ဖွင့်တဲ့အခါမှာတီတီနဲ့ကျွန်တော်တို့ကဒီအတန်လေးတွေကျွန်တော်တို့မြည်စေချင်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ကပ်လော့တို့စကရူလော့တို့ပေါ့เนาะဒါတွေကျွန်တော်တို့အဖွင့်အပိတ်လုပ်တဲ့အခါမှာအတန်မြည်ချင်တယ်ဆိုရင်တော့ဒီရဲ့ကျွန်တော်တို့က YouTube ကီးစွာလေးကိုဖွင့်ခဲ့ပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ off ကြည့်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီမှာ keyboard ကနေပြီးတော့ကတ်လော့ခလုတ်လေးကိုကျွန်တော်တို့တစ်ချက်လောက် အဖွဲအပိတ်လုံးလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့အတန်လေးတွေကြားနေရတာပေါ့နော်ဒီလိုတွေကျွန်တော်တို့အတန်တွေကြားနေတယ်ဆိုရင်လည်းဒီကကျွန်တော်တို့ဒူဂကီဆိုတာလေးကိုပိတ်ခဲ့ပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ဒီကသင်ခန်းစာလေးကတော့ကျွန်တော်တို့စာရရိုက်တဲ့အခါမှာကြုံတွေ့ရတဲ့ error လေးတွေတဲကနေပြီးတော့အများဆုံးကြုံတွေ့ရတဲ့ error လေးတွေကိုဖြေရှင်းပြပေးသွားတာဖြစ်ပါတယ်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာ ကိုကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေရှိတယ်။မလုံတက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။